ပြည်သူများအားလုံးပဲမင်္ဂလာပါ Glassy Movie Recap Channel ရနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်အခုတင်ဆက်ပေးမှာကတော့ In Serious ရဲ့၃ကားမြောက်ဇာတ်ကားလေးကတော့ပထမနှစ်ကားနဲ့မတူဘဲနဲ့ပါရီခွဲဇလန်တပုတ်ဖြစ်ပြီးတော့လမ်းမမီသားစုနဲ့မတွေ့ခင်အချိန်ကာလတစ်ခုရိုက်ပြထားရပဲဖြစ်ပါတယ်တာမန်တရေဇာတ်ကားတကားလို့ထင်ရပေမဲ့ပထမနှစ်ကားမှာမဖော်ပြနိုင်ခဲ့တဲ့အကြောင်းအရာတွေကိုဖော်ထုတ်ပြသွားပြီးမြဇာတ်ကားတကားလည်းဖြစ်ပါတယ်ဇလန်ရဲ့အဓိကဇက်ဆောင်တစ်ယောက်ဖြစ်တဲ့ Alice ရဲ့အတိတ်တစ်လျှောက်ကကြောက်စရာတွေ နှလုံးသားအညစ်ကြေးနဲ့စိတ်ထိခိုက်စရာတွေကနေပြီးတော့သူမဘလို့မျိုးပြန်လဲပြီးတော့ကြန့်ခိုင်လာမလဲဆိုတာကိုပြသထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ဇန်ညွန်ကြီးဆရာကိုရိုင်ကိုကဒရိုက်တာအဖြစ်တာဝန်ယူပြီးတော့ရိုက်ကူးပေးထားတဲ့ဇာတ်ကားတကားဖြစ်တာကြောင့်မလို့ကျော်ရည်ရင်တမုံမုံနဲ့ကြည့်ရှုရမှလည်းဖြစ်ပါတယ်။ဇလိုင်းရဲ့အဓိကဇက်ဆောင်၃ယောက်ထရာတယောက်ဖြစ်တဲ့အဲလစ်ကလည်းဝိညာဉ်တွေနဲ့အပြန်လဲဆက်သွယ်နိုင်စွမ်းရှိရသူတဦးဖြစ်ပြီးတော့အတိတ်မှာဝိညာဉ်ကဘာလို့ခေါ်ရဲ The Father ကိုတွားရောက်ခဲ့ပူးပြီးတော့မကောင်းဆိုးဝါးဝိညာဉ်တကောင်နဲ့တွေ့ခဲ့ပူးပါတယ်။ ဝိညာဉ်ကဘာကိုအမောင်ကဘာလို့လည်းခေါ်ပြီးတော့ Alice ကအဲ့ဒီအမောင်ကဘာကိုရောက်ခဲ့တဲ့တော့ကတွေ့ခဲ့တဲ့မကောင်းဆိုးသောဝိညာဉ်က Alice ကိုဒုက္ခအကြီးကျယ်ပေးခဲ့ပြီးနောက်တစ်ခေါက်ပြန်လာရင်တတ်မယ်လို့ပြောခဲ့ပါတယ်။ဒီလိုမျိုးခြောက်ခြားစရာကိစ္စတွေကြုံခဲ့ရတဲ့ Alice ကဝိညာဉ်နှိမ်နေတဲ့အလုပ်ကိုဆက်လက်မလုပ်တော့ဘဲနဲ့သူ့ရဲ့ဟောကန်းအောင်ပါတော့ခတ်ပြီးတော့အေးလူလူနေခဲ့ပါတယ်။အဲဒီဇလန်ကတော့ဝိညာဉ်နှိမ်နေသူတယောက်ဖြစ်တဲ့ Alice ကသူမရဲ့မတိစိတ်ကြောက်ရွံ့မှုတွေကိုဘယ်လိုမျိုးတုံ့ပြန်ပြီးတော့ ဘယ်လိုမျိုးဖြတ်ကျော်မလဲဆိုတာနဲ့ the father တွေကိုဘယ်လိုမျိုးပြန်ဝင်နိုင်မလဲဆိုတာတွေကိုကြည့်ရှုကြမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါ။အကျွန်တော်ကတော့အစီအစဉ်တင်ဆက်ပေးမယ့်ရှင်းသူပဲဖြစ်ပါတယ်ခင်ဗျာ။ဇလိုင်းရဲ့ဆောင်မှာတော့ Queen Barana ဆိုတဲ့ကောင်မလေးတစ်ယောက်က Alice ကိုရောက်လာခဲ့ပြီးတော့အကူအညီတစ်ခုတောင်းခဲ့ပါတယ်။ Queen ကအသက်18နှစ်အရွယ်မှာမိခင်တေဆုံသွားခဲ့တာဖြစ်ပြီးတော့စိတ်ပိုင်းဆိုင်ရာအားနည်းချက်တွေကြောင့်အမေဖြစ်သူနဲ့စကားပြောချင်တာကြောင့်ရောဝိညာဉ်ကဘာနဲ့ဆက်သွယ်ပေးဖို့ Alice ကိုရောက်လာခဲ့တာဖြစ်ပါတယ်။ ကလေးမလေးကွင်းရဲ့ယူရဲချက်ကတော့မိခင်နဲ့စကားပြောဖို့ဖြစ်ပြီးအမေဖြစ်သူမသေးခင်မှာသူမပြောလိုက်ရတဲ့စကားတွေကိုကြားကျင်တာကြောင့်မလို့ဝိညာဉ်ကဘာနဲ့ဆက်သွယ်ဖို့ကြိုးစားနေခဲ့တာဖြစ်ပြီးတော့သူတယောက်တည်းဆက်သွယ်ဖို့လုံးကြည့်ဘူးတယ်လို့ဆိုပါရီဝိညာဉ်ကဘာနဲ့ဆက်သွယ်ဖို့ကြိုးစားဘူးရဲ့လို့ပြောတာကြောင့်မလို့အဲလစ်ကတော့တခုခုစိုးရင်သွားပြီးတော့တေသွားတဲ့လူတယောက်ကိုခေါ်ဖို့ကြိုးစားကြတဲ့အခါမှာတေဆုံးသူအားလုံးကကြားနေတာကြောင့်မလို့အင်မတန်အန်ရရှိကြောင်းပြောပြပေးလိုက်ပါတယ် ။အဲဆက်ပြီးတော့ကွင်းကအမေဖြစ်သူတေဆုံးသွားပြီးတဲ့နောက်ပိုင်းမှာစိတ်ဖိစီးမှုတွေများလာခဲ့ပြီးတော့အမေကိုပြန်ဆက်သွယ်ဖို့ကြိုးစားခဲ့လို့လည်းဆိုပါရီ။အောင်မြင်မလားမအောင်မြင်လားမသိပေမယ့်အခန်းထဲမှာညဘက်ချိန်လေးဆိုရင်တော့တိုးတိတ်တိတ်အတန်နေချားနေရကြောင်းနေရန်နေနဲ့အယုတ်ဒီစီရနေပြီးတော့အကြောင်းရှိပဲနဲ့လှုပ်နေတဲ့အတန်နေကိုချားချောင်းပြီးတော့တခါတလေအိတ်ခန်းထဲမှာတယောက်ကစောင့်ကြည့်နေတယ်လို့ခံစားနေရကြောင်းညဘက်တီမှာလေခြေတစုံကရှောက်သွားနေအောင်လေခံစားမိကြောင်းအဲလစ်ကိုပြောပြလိုက်ပါတယ် အဲလစ်ကနားထောင်ပြီးတော့ကွင်းရဲ့အမေနာမည်ကိုမေးလိုက်ကဆက်သွေးဖို့လိုလိုက်ပါတယ်။ဒါမဲ့လေအဲလစ်ကအာယုံခံလို့မရခဲ့ပေနဲ့ကြောက်လန့်သွားပြီးတော့ကွင်းကိုဆက်ပြီးတော့မကူညီနိုင်တော့ကြောင်းပြောကပြန်လွတ်လိုက်ပါတယ်။အဲနောက်ထပ်လည်းပဲအမေဖြစ်သူနဲ့ဆက်သွေးဖို့မကြိုးစားတော့ဖို့ပြောလိုက်ပြီးတော့ဝိညာဉ်လောကဆိုတာကအင်မတန်အန္တရာယ်ရှိတဲ့အကြောင်းပါနားဝင်အောင်ပြောပြလိုက်ပါတယ်။ကွင်းကသူ့ကိုအမေဖြစ်သူကကူညီနေရလို့ထင်ပြီးတော့အိမ်ုံပြန်သွားခဲ့ပါတယ်။တပတ်ကကွင်းရဲ့အဖေဖြစ်သူကတော့အလौတဖက်နဲ့အိမ်မူကိစ္စအကြောင်းမလို့အလौရှုံနေရမလို့ကွင်းကိုမောင်လေးကိုနှိုးဖို့ခိုင်းလိုက်ပါတယ် ကွင်းကသူစားမဲ့မနက်စာကိုဓာတ်ပုံရိုက်နေအောင်မလို့အဖေဖြစ်သူကအရင်မကြီးရဲ့ဘလော့ကိစ္စကိုထားပြီးတော့သူ့ကိုဝိုင်းကူညီပေးဖို့ပြောလိုက်ပါတယ်။ကွင်းကတော့မောင်ပြည့်သူကိုနှိုးလိုက်ပြီးတော့အခန်းထဲကိုဝင်ကတေဥဆောင်ရွေးချယ်တဲ့ပွဲမှာပြောရမယ့်ဇန်ညုံကိုကြက်နေအောင်မလို့အဖေဖြစ်သူကကွင်းတယောက်မောင်လေးကိုចောင်းသွားဖို့ဘာမှမလုပ်ပေးဘဲနဲ့လုံရှင်အောင်လုံနေလို့ဆူလိုက်ပြီးတော့ចောင်းအောင်သွားဖို့ပြောလိုက်ပါတယ်။အလုံးနဲ့ကွင်းတို့နှစ်ယောက်ကလွေကိုစီနဲ့ထွက်လာကြတဲ့အချိန်မှာဘေးကန်ဟတ်တာနဲ့တွေ့ခဲ့ပါတယ်။ကွင်းဟာဟတ်တာကို ခုနေចောင်းတော့မှာမဟုတ်ចောင်းနေနယူးယောက်မှာအနုပညာလူရေးပွဲရှိတာကြောင့်မလို့အဲ့ဒီသွားမှာဖြည့်ចောင်းပြောပြလိုက်ပါတယ်သူတို့နဲ့ကွင်းကနယူးယောက်ကအနုပညာပြိုင်ပွဲကိုသွားခဲ့ပြီးတော့ရှင်မြိုင်မှုအတွက်စင်မော်တက်ဖို့လုပ်တဲ့အချိန်မှာအပေါ်ရက်ကနေပြီးတော့လူတယောက်ကလက်ခါပြနေရအောင်မြင်လိုက်ရပါတယ်ကွင်းကဘယ်သူမှမသိပေမဲ့သူ့လည်းရောက်လာကြောင်းမလို့စင်မော်တက်ပြီးတော့ရှင်မြိုင်ခဲ့ပါတယ်ညနေရောက်တဲ့အခါမှာတော့ကွင်းကသူ့အစင်မပြရာတွေကိုတငယ်ချင်းဖြစ်သူကိုပြောပြနေပါတယ်အမမတော့ကွင်းကအနုပညာကျောင်းကိုတက်နိုင်ဖို့အတွက်အခုလိုမျိုးပြိုင်ပွဲမှာဝင်ပြိုင်ခဲ့တာဖြစ်ပြီးတော့ သူ့ရဲ့ရည်မှန်းချက်ကိုအဖေပြသူကနားမလည်တာကြောင့်မလို့စိတ်ညစ်နေတဲ့အကြောင်းနဲ့အမေကိုလွမ်းနေစိတ်ကစိတ်ပီစီမှုတွေကိုပို့ပြီးတော့တိုးလာစေလို့သူကဆိုပါတယ်။အတငယ်ရည်ပြသူကတော့သူ့ကိုတေးချာတင်ပြပေးနိုင်မယ်သူရှိရင်အောင်မြင်မှုတွေကိုရနိုင်တဲ့အကြောင်းနဲ့လူတယောက်နဲ့တယောက်ကကုသိုလ်ကံချင်းမတူတာကြောင့်မလို့ကိုထက်ပြည့်စုံတဲ့သူတွေကိုအားကျနေမယ်အစားအဖြစ်နေတဲ့အရာနဲ့ဖြစ်အောင်လုပ်ဖို့ကပဲအရေးကြီးတဲ့အကြောင်းပြောပြလိုက်ပါတယ်။အဲတခါလေးရှုံးနာလောင်းနဲ့စိတ်ကိုလျှော့လိုက်မယ်ဆိုရင်အသက်ဆုံးပြီးတော့မွေးပေးထားရင်မေက တမလုံကနေပြီးတော့လာရိုက်လိုက်မယ်လို့ကွင်းကိုအားပေးလိုက်ပြီးတော့တငယ်ရင်းယောက်ကလမ်းခွဲလိုက်ကြပါတယ်။ကွင်းဟာကားလမ်းမပေါ်မှာခုနလူကိုထပ်တွေးလိုက်တာအကြောင်းမလို့ရက်ပြီးတော့ကြည့်နေတဲ့အချိန်မှာကားတိုက်ခံလိုက်ရပါတယ်။ကံကောင်းချိန်တော့ကွင်းကတေးပြီးမရောက်ဖဲနေခန္ဓာကိုယ်အောက်ပိုင်းသာထိခိုက်ခဲ့ပါတယ်။ဈေးဥမှာပြန်လှည့်ပြီးတော့သတိရလာတဲ့ကွင်းကသူ့ကိုလူတစ်ယောက်ကစောင့်ကြည့်နေတဲ့အကြောင်းနဲ့အမှုပညာပြိုင်ပွဲမှာရောဒီကားလမ်းမပေါ်မှာပါတွေ့ခဲ့ပြီးတော့ညဘက်မောင်တဲ့အချိန်တွေမှာသူ့စီကိုရောက်လာတဲ့အကြောင်းကိုရောင်ပြီးတော့ပြောနေပါတယ်။ ဒီလိုနဲ့၃ဘက်ကြာတဲ့အချိန်မှာတော့ဆေးရုံကဆင်းလာနိုင်ခဲ့ပြီးတော့သူတို့နေနေကြတဲ့တက်ခန်းကိုပြန်လာခဲ့ကြပါတယ်။တက်ခန်းကို ပြောင်းတဲ့အခါမှာတော့စိတ်မနှက်နဲ့အဖွားတယောက်နဲ့တွေ့ခဲ့ပြီးတော့အဖွားကကွင်းကိုအသက်မရှူနိုင်တဲ့ယောက်ျားတစ်ယောက်လေဝင်ပေါက်ထဲမှာနေတဲ့ယောက်ျားတစ်ယောက်သူကကွင်းရဲ့နာမည်ကိုခေါ်နေကြောင်းနဲ့ကွင်းမရှိတော့ကွင်းရဲ့အခန်းထဲမှာတွေ့ခဲ့ကြောင်းအခုတော့အပေါ်ထဲမှာဖြစ်ကြောင်းကိုပြောပါတယ်။ကွင်းကတော့ဘာမှပြန်မပြောခဲ့ပင်နဲ့သူ့ရဲ့အခန်းထဲကိုရောက်လာခဲ့တဲ့အချိန်မှာတော့တငယ်ချင်းတွေကကွင်းကိုစိတ်တက်မကြောင်းအားပေးစကားပြောနေကြပြီး ။ကွင်းကတော့သူ့ရဲ့အခန်းထဲကိုသာကြည့်နေခဲ့ပြီးတော့တကူးကူးကိုတွေးပြီးတော့ကြောက်နေခဲ့ပါလိမ့်။အလုံးပြန်ထွက်သွားကြတဲ့အချိန်မှာတော့အဖေဖြစ်သူကကွင်းဝင်ကလေးပေါ်တင်ပေးလိုက်ပြီးအရေးကြုံရင်ခေါ်ဖို့ခေါင်းလောင်းလေးတစ်ခုကိုပါစောင့်ပေးထားလိုက်ပါတယ်။ညဘက်ရောက်တော့ကွင်းကအိတ်ဖို့လှုပ်လိုက်ပေမဲ့ခေါင်းလောင်းအလိုလိုထမိပါတယ်။ကွင်းဟာထင်အောင်ထင်မှဖြစ်တာလို့မှတ်လိုက်ပြီးတော့ပြန်အိတ်လိုက်တယ်ဆိုပေမဲ့လည်းအဖေဖြစ်သူကရောက်လာပြီးတော့ခေါင်းလောင်းမှန်ကြလို့ဘာလုပ်ပေးရမလဲဆိုတာကြောင့်ကွင်းတယောက်လန်သွားရပါတယ်။တစ်ဖက်ကအဲလစ်ရဲ့ဘက်မှာတော့အိတ်ဖို့လုံနေခဲ့ပြီးတော့အဲလစ်ကယောက်ျားဖြစ်သူဂျက်ရဲ့ဆွဲတာအင်ကြီးလေးကိုဖတ်ပြီးတော့အိတ်ဖို့လုံနေပါတယ်။ အဲလစ်ကမျက်လုံးမိတ်ပြီးတော့မကြခင်မှာပဲအိမ်မက်ဆိုးတစ်ခုကအောင်ထဲမှာပေါ်လာကြောင်းမလို့အဲလစ်တောက်လန်နိုးသွားခဲ့ပြီးတော့စောက်ထဲမှာကွင်းရဲ့နမေကိုခြာရေးလိုက်ပါတယ်။ကွင်းကလေးပဲစောက်ဖက်ပြီးတော့ပြင်းသွားကြောင်းမလို့သူအိယာနောက်ကနေရန်ကိုခောက်လိုက်ပါတယ်။ကွင်းရဲ့အိတ်ခန်းနဲ့ဟက်တာရဲ့အိတ်ခန်းကကြိုးချင်းကတ်နေရကြောင်းမလို့သူ့ကိုကြိုက်နေတဲ့ဟက်တာကိုအချက်လန်းပြီးလိုက်တာဖြစ်ပါတယ်။ တပကနေမျိုးလည်းအတန်ပြန်ပေးခဲ့တာကြောင့်မလို့ကွင်းရဖုန်းကိုထုတ်လိုက်ပြီးတော့ဟတ်တာစီကိုစာပို့လိုက်ပါတယ်။အဲတပကဟတ်တာကတော့သူအိမ်မှာမရှိကြောင်းနဲ့အပြင်ရောက်နေကြောင်းပြန်ပြောရကြောင်းမလို့ကွင်းတယောက်စဉ်းစားသွားပါတယ်။မိပိတ်ပြီးတော့အိပ်ဖို့ပြင်လိုက်တဲ့အချိန်မှာအပေါ်ရက်ကနေပြီးတော့လက်တစ်ဖက်ကကျလာပြီးတော့ကွင်းကိုထိလိုက်တာကြောင့်လန့်အောင်လိုက်ပါတယ်။အဖေပြည်သူကလည်းကွင်းရဲ့အော်တန်ကြောင့်ရောက်လာခဲ့ပြီးတော့အပေါ်ကျွေးတဲ့အခါမှာတော့တခုခုမြင်လိုက်ရပါတယ်။အဖေကလည်းမင်းချက်ကအကွေးကြောင်းနေပေါ်လာခဲ့တာနဲ့အပေါ်ရက်ကခြေတောင်ကျလိုက်ရကြောင်းမလို့ လူမလီရွာဦးစုရဲ့အပေါ်ထက်ကအခန်းကိုအစာမူးနဲ့တူတူလိုက်ကြည့်ရတဲ့အခါမှာတော့ချီယာတွေကိုတွေ့လိုက်ရပါတယ်ဒီလိုနဲ့မနေ့ရောက်တဲ့အခါမှာတော့ကွင်းကသူ့ရဲ့အဖေကိုသူအဲလစ်ကိုတွေ့ချင်တာကြောင့်မလို့သွားပြီးတော့ခေါ်ပြီးဖို့ပြောနေခဲ့ပြီးတော့ညာတော့ကအဖြစ်ပြက်ကြောင့်မလို့အမေဖြစ်သူကဆက်သွယ်ခြင်းနေရာဖြစ်နိုင်တယ်လို့ပြောပါတယ်အဖေကတော့ယုတ်တိမရှိတာတွေကိုမတွေးဖို့နဲ့အမေဖြစ်သူကလည်းပြန်လာနိုင်မှာမဟုတ်တာအကြောင်းမလို့ပျော်ပျော်ပဲနေဖို့ပြောလိုက်ပါတယ်ကွင်းကတော့သူ့ကိုနှောက်ယှက်နေတာအမေဖြစ်သူလို့ထင်နေရကြောင်းအဖေကိုစိတ်ဆိုးနေခဲ့ပြီးတော့အပြစ်တွေတင်နေခဲ့ပါတယ် တပတ်ကအဲလေးရဲ့ဘက်မှာတော့သူရင်တော့အသုံးခဲ့တဲ့ဟောကန်းကတော့ခတ်ထားတော့တိချာကြည့်ပြီးတော့တော့လေလေပြီးမှဆွဲထားပါလေအိဖို့ပြင်လိုက်ပေမဲ့စာနာစိတ်ရှိတဲ့သူတယောက်ဖြစ်တာအကြောင်းမလို့ကွင်းကိုကူညီဖို့ဆုံးဖြတ်လိုက်ပြီးတော့ကွင်းရဲ့မီလီလီဘရန်နာနဲ့ဆက်သွယ်ကြည့်လိုက်ပြီးတော့စကားပြောဖို့လုပ်ပါလေဒါမဲ့လီလီဘရန်နာကရောက်မလာခဲ့ပေနဲ့ကွင်းကိုနှောက်ရှက်နေတဲ့မျက်နှာပုံးစွန်းနဲ့ဝိညာဉ်သာရောက်လာခဲ့ပါလေချီယာတွေကအဲလေးရဲ့ဟောကန်းစီကိုဥတည်နေပြီးတော့အဲလစ်ကတေချာပိတ်တိုင်ဟောကန်းကားပါပွင့်နေအောင်မလို့အထက်ဝင်ကြည့်လိုက်ပေမဲ့သူသာချောက်ခံလိုက်ရပြီးတော့ပေါ်ပြန်ပြေးတက်လာလိုက်ရပါတယ် ပြီးတော့အဲလေတီသွားတာကအကူဝိညာဉ်ကကွင်းရဲ့မိမဟုတ်ပဲနေတခြားတယောက်ဖြစ်နေရဆိုတာပဲဖြစ်ပါရည်။တပတ်မှာတော့ကွင်းကသူ့ရဲ့ငွေချင်းဖြစ်သူမက်ဂီနဲ့ဗီဒီယိုကောပြောနေပြီးတော့ဟတ်တာရဲ့အကြောင်းပြောနေကြဖြစ်ပါရည်။မက်ဂီကဟတ်တာကိုအခန်းထဲထိခေါ်ထားအောင်လုံနေလို့ပြောပြီးတော့လိုင်းကြသွားပါရည်။ကွင်းကသူ့ရဲ့နောက်မှာဘယ်သူမှမခေါ်ထားအောင်မလို့အခန်းထဲကိုလိုက်ရှာနေတော့မှာပဲ။ဗဇက်မှာအသက်ရှူပိုက်တထားယောက်ျားတယောက်တွေ့လိုက်ရပါရည်။အဲဒီမှာကွင်းကလည်းသူဒုက္ခရောက်ပြီးဆိုတော့သိလိုက်ပြီးမဲနောက်ကျသွားခဲ့ပြီးပဲဖြစ်ပါရည်။ဝင်းကြီးကကွင်းကိုဂရင်ဘွားပြုတ်ကြအောင်လုပ်လိုက်ပြီးတော့အခန်းထဲကတကားတွေကိုပိတ်လိုက်က ကွင်းကိုအပေါ်ကနေပြီးတော့လဲပင်းညှစ်ပါတယ်။ကွင်းရဲ့အော်တန်ကိုဇီးဝဲပြီးတော့ပြန်လာတဲ့အဖေကကြားလိုက်တာအကြောင်းမလို့အခန်းထဲကိုဝင်ကြည့်ရတဲ့အချိန်မှာတော့ဂရင်းအောက်ကိုပြုတ်ကျနေတွေ့လိုက်ရပါတယ်။ဂရင်းဘောကပြုတ်ကျတဲ့အချိန်ကြောင့်မလို့လဲပင်းနာသွားခဲ့ပြီးတော့ဆရာဝန်ကိုခေါ်ပြလိုက်ရပါတယ်။ကွင်းကသူ့အိယာဘောကနေပြီးတော့ပြစ်ချရတဲ့သူရှိကြောင်းနဲ့အသက်ရှူတဲ့မျက်နှာပုံးဝှက်ထားတဲ့လူမဟုတ်တဲ့အရာကြီးကအခန်းထဲကိုရောက်ရောက်လာပြီးတော့သူ့ကိုတတ်ဖို့လုပ်နေကြအောင်ပြောပေမဲ့အဖေရောမြုံကြည့်ပဲနဲ့ထင်အောင်ထင်မှဖြစ်နေလို့သာပြောပြီးတော့ဘေးကန်းကနာရီကိုထွက်သွားလိုက်ပါတယ်။ ကွင်းကိုစကားပြောခဲ့တဲ့စိတ်မနှက်နဲ့အဖွားဆုံးသွားဖြစ်တာကြောင့်မလို့အဖွားရဲ့ယောက်ျားဟယ်ရီကိုကွင်းရဲ့အဖေဖြစ်သူရှန်အားအားပေးစကားတွေသွားပြောတာပဲဖြစ်ပါတယ်။အကန်းနဲ့မော်တော်ထဲကြံခဲ့တဲ့ကွင်းကတော့အเจ้าနေရာအเจ้าမလို့ဆောင်းအောင်ခေါင်းမီးချုံပြီးတော့အိတ်ဖို့လှုပ်လိုက်ပေမဲ့ဘဲလိုဘဲပုံမှန်မသိပေနဲ့အခန်းပြင်ကိုဝီးချဲနဲ့ရောက်သွားခဲ့ပါတယ်။ကွင်းကတော့သူ့အခန်းကိုပြန်မှုအတွက်ဝီးချဲကိုလက်နဲ့တိုးပြီးတော့ချိုးစားပေမဲ့နောက်ကိုသာပြန်ဆွဲခေါ်တာခံလိုက်ရပြီးတော့အခန်းတစ်ခုတည်းကိုပြေးချခံလိုက်ရပါတယ်။အခန်းတစ်ခုတည်းကနေပြီးတော့ခြေလက်တွေနဲ့မျက်နှာမရှိတဲ့မိမတယောက်ကထွက်လာပြီးတော့ ။ကွင်းစီကိုလာနေခဲ့ကကွင်းရကြောင်းနေခဲ့ရကြောင်းမလို့အဖေဖြစ်သူကိုအော်ခေါ်နေပါရီ။ရှန်ဟာအိမ်နေနေကွင်းတန်းအောင်ကြားကြောင်းမလို့ဒေါ်တချောင်းကိုဆွဲပြီးတော့ထွက်လာခဲ့ကခြေရာတွေတွေးပြန်တာကြောင်းမလို့လိုက်ကြည့်တဲ့အချိန်မှာတော့ပရင်ပေါက်ကနေမျိုးအောက်ကိုခုံချသွားတွေ့လိုက်ရပါရီ။ကွင်းဟာအောက်ကိုကျသွားတာဘာလို့လဲဆိုတော့သိချင်တာကြောင်းမလို့ပရင်ပေါက်ကိုထွက်ကြည့်လိုက်တဲ့အချိန်မှာတော့အောက်ကနေဆွဲချခံလိုက်ရပြီးတော့ရှန်ကပြန်ဆွဲထားအကြောင်းသာအောက်ကိုပြုတ်မကျသွားခဲ့ရဖြစ်ပါရီ။ရှန်လေးပဲနောက်ဆုံးတော့မျက်မြင်ကြုံတွေ့လိုက်ရအကြောင်းမလို့ကွင်းပြောတဲ့ Alice ကိုသွားတွေ့ခဲ့ပြီးတော့ တမီးပြည်သူကိုလိုက်ကြည့်ပေးဖို့အကူအညီတောင်းခဲ့ပါတယ်။အဲဒီစကားတော့သူမကဝိညာဉ်နေနဲ့ဆက်သွယ်နိုင်တဲ့သူဖြစ်ပြီးတော့ငွေရုံးကတော့ဝိညာဉ်နေနေတဲ့သူလုံးခဲ့ပေမဲ့ NDA အင်မတန်များပြီးတော့အသက်ကိုပါချင်းချောက်ခံထားတာကြောင့်မလို့ဆက်ပြီးတော့မလူရဲရဲအကြောင်းရှင်းအောင်ရှင်းပြပါတယ်။ပြီးတော့ရှမ်းရဲ့ဇနီးပြည်သူတေဆုံသွားတော့လည်းသိရတဲ့အကြောင်းနဲ့လူတယောက်ကိုအထူးသဖြင့်ကိုချစ်ရတဲ့လူတယောက်ဆုံးရှုံးလိုက်ရတဲ့ခံစားချက်ကအတော်လေးဆိုးရတဲ့အကြောင်းနဲ့နာကျင်ရတဲ့ဆာလို့ရှိရင်တော့ကိုယ်တိုင်မဲ့လောကကြီးတွေကအရင်ထွက်သွားလိုက်ခြင်းကြောင့်အချက်ကလူသားတွေကိုချီနှောင်ခဲ့တဲ့ကြိုးတစ်ကြောင်ဖြစ်သလို အဲ့ဒီကြောင့်မရှိရင်လည်းလူဘဝရအတိတ်ပဲမဲ့နေနိုင်ကြောင်းအတူတူရှိနေတဲ့အချိန်မှာပြောချင်တဲ့စကားတွေကထွက်မလာခဲ့ပဲဆုံးရှုံးလိုက်ရမှသာဘေးအမှန်မသိတဲ့ပြောစရာတွေကတပုံကြီးပေါ်လာကြောင်းထွက်သွားတဲ့လူတွေကြံခဲ့တဲ့သူကပို့ပြီးတော့နာကျင်ရတာဟာဓမ္မရာဖြစ်ကြောင်းပြောပါလိ။အဲလစ်ကရှမ်းကိုဘရန်နာကသူ့လောကရဲ့လက်ရှိကဘာမှာလောကနှစ်ခုရှိကြောင်းနဲ့အလင်းအမောင်သဘောတရားလိုဖြစ်ပြီးတော့လက်ရှိမြင်တွေ့နေရတဲ့အလင်းလောကရဲ့စန့်ကျင်ဘက်အမောင်လောကကအတော်လေးကိုကြောက်ဖို့ကောင်းကြောင်းပြောပြပါရစေ ဒေဆုံးသူတွေနဲ့ဆက်သွယ်နိုင်မှုဆိုတာကအမောင်လောကကိုလိုက်သွားမှရတာဖြစ်ပြီးတော့အဲ့လိုသွားတိုင်းမှာလေမကောင်းတဲ့ဝိညာဉ်တွေကကပ်ပြီးတော့ပါလာတတ်တာကြောင့်အန်ဒီရရှိကြောင်းရှင်းပြပါရီအဲဒီမှာကိုယ်တိုင်ကလည်းမကောင်းဆိုးဝါးဝိညာဉ်တကောင်ရဲ့တိုက်ခိုက်တာကိုခံခဲ့ရကြောင်းနဲ့ဒီမှာအမောင်ကပောက်သွားတိုင်းမှာအဲ့ဒီမကောင်းဆိုးဝါးဝိညာဉ်ကတက်ဖို့လုံနေရကြောင်းလီလီကိုဆက်သွယ်ဖို့မကူညီနိုင်တာဖြစ်ကြောင်းကိုပြောပြီးတော့ဒီမှာနောက်တစ်ခါအမောင်ကပောက်သွားမယ်ဆိုရင်တော့အသက်ခံရမှသေးကြကြောင်းပြောပါရီရှန်တော်သူ့ရဲ့သမီးလေးကိုလိုက်ကြည့်ယုံမယ်ဆိုတာကြောင့်မလို့နောက်ဆုံးမှာတော့အဲလစ်ကလည်းလိုက်သွားပေးခဲ့ပြီးတော့ကွင်းနဲ့တွေ့ဆုံခဲ့ပါရီ ။အရေးစကားကွင်းကိုအာယုံခံကြည့်ခဲ့ကြောင်းလေအဲ့ဒီတော့ကကွင်းကအမောင်ထဲမှာရက်နေပြီးတော့သူ့စီကိုအသက်ရှူမျက်နှာဖုံးတက်ထားတဲ့ယောက်ျားတစ်ယောက်ကရှောက်လာနေပြီးတော့သူလည်းရှိခဲ့ပေမဲ့မကူညီနိုင်ခဲ့ဘူးလို့ဆိုပါရယ်။ကွင်းကမသေးခြင်းဘူးလို့ပြောရကြောင်းအဲလစ်ကအားပေးလိုက်ပြီးတော့အမောင်ကဘာလေးကိုစွန်စားပြီးတော့နောက်တစ်ခါထပ်သွားဖို့ကြိုးစားလိုက်ပါရယ်။အဲလစ်ကကွင်းနဲ့ရှမ်းရဲ့လက်ကိုကိုင်ပြီးတော့ကွင်းကိုနှောက်ရက်နေတဲ့ဝိညာဉ်ကိုရင်ဆိုင်ဖို့အတွက် The Father ဆိုတဲ့အမောင်လောကရဲ့ရောက်သွားခဲ့ကစပွဲပေါ်တင်ထားတဲ့လမ်းပြမင်းလေးကိုကိုင်ကလိုက်ရှာခဲ့ပါရယ်။ အဲလစ်ကရှောက်လန်းတိုင်းသွားနေခဲ့ပြီးတော့သူရှိတိတိမှာတော့အနီးအောင်တကားတစ်ခုဟာရှိနေပါ ರಿ အဲရှောက်လန်းမှာတခြားဝိညာဉ်တွေနဲ့တွေ့ခဲ့ပေမဲ့အကူညီမရအောင်မလို့အနီးအောင်ဓာတ်လေကားတွေကဝင်သွားလိုက်ပါ ರಿ ဓာတ်လေကားတွေကထွက်လိုက်တော့လုံးဝအမောင်တီးဖြစ်နေတဲ့ကွေးမြင်းတွေကိုရောက်သွားခဲ့ပြီးအရှိတနီးယာမှာတော့အိမ်တလုံးကိုမြင်လိုက်ရပါ ರಿ အဲလစ်အိမ်တွေကိုရောက်တဲ့အချိန်မှာတော့တကားကပိတ်သွားခဲ့ပြီးတော့စူပါတစ်ခုပေါ်မှာထိုင်နေတဲ့အမျိုးသမီးတယောက်ကိုတွေ့လိုက်ရပါ ರಿ အနောက်သွားလိုက်တဲ့အချိန်မှာလက်ညှိုးထိုးပြအောင်မလို့အရှိကိုဆက်သွားတဲ့အခါမှာတော့အမျိုးသမီးတူပေါ်လာခဲ့ပြီးတော့အဲလစ်ကိုလဲပြီးညစ်ပါ ರಿ ်လစ်ကဘာမှပြန်မလုံးနိုင်ဖြစ်နေပြီးတော့အပြင်လောကမှာလည်းအဲလစ်ကလေဘေးညစ်တာကိုခံနေရအောင်ဂွေးနယ်ရှမ်းတို့ကအသေးတန်နိုးပြီးတော့သတိကောင်လုပ်ပေးလိုက်ရပါတယ်။အဲလစ်ကတော့အတော်ကြောက်လန့်နေပြီးတော့သူ့ကိုတတ်ဖို့စောင့်နေတဲ့မကောင်းဆိုးဝါးဝိညာဉ်ဟာရှိနေသေးတာကြောင့်ထပ် ပြီးတော့မကူညီနိုင်တော့ဘူးလို့ပြောကပြန်သွားခဲ့ပါတယ်။ဂွေးရဲ့မောင်လေးအဲလစ်ကတော့အမဖြစ်သူကိုမကြည့်ရတာကြောင့်မလို့သူကြည့်နေကြ channel တခုတည်းကတရေဖန်းသမားနှစ်ယောက်ကိုအဖေဖြစ်သူပြလိုက်ပါတယ်။အရှေ့မယုံပေမဲ့တခြားနီလန်းလည်းမရှိတာကြောင့်မလို့စပိုက်နဲ့တက်ကာတို့နှစ်ယောက်ကိုတရေဖမ်းပေးဖို့ငှားလိုက်ပါတယ် အဲဒီလိုနဲ့တက်ကာနဲ့စပတ်တို့နှစ်ယောက်ရောက်လာခဲ့ပြီးတော့ကုရင်တပူမှာထောက်လိုင်းကင်မရာတစ်ခုတက်ပေးလိုက်ပြီးတော့တခုခုထူးခြားလာမှမိဘနဲ့စောင့်နေကြပါတယ်။တပကအေဒက်ကတော့မိတ်ဆွေဟောင်းဖြစ်တဲ့ကားနဲ့တွေ့နေခဲ့ပြီးတော့သူ့ရဲ့အခက်ခဲတွေကိုပြောပြနေပါတယ်။ကားကလည်းဓာတ်ပုံတချို့ယူလာခဲ့ပြီးတော့အဲဒီဓာတ်ပုံတွေကတော့ George ငငယ်တော့ရိုက်ထားတဲ့ဓာတ်ပုံတွေပဲဖြစ်ပါတယ်။အဲ့ဒါပေါ်နေမှာတော့ George ကိုနှောက်ယှက်နေတဲ့တဲမကြီးက LS ကိုတတ်ဖို့လုပ်နေတဲ့တဲမကြီးဖြစ်နေပြီးတော့ George ကိုလမ်းမမီသားစုကို LS ကကူညီပေးတော့ကပါလာခဲ့တာဖြစ်ပါတယ် အဲလက်ကူညီပေးလိုက်တာကိုမကြည်နဲ့တာအကြောင်းလိုက်ပြီးတော့နှောက်ရက်နေတာဖြစ်ပြီးတော့အဲ့ဒီမကောင်းစွာသရေမာကြီးကမိမအယောင်ဆောင်ထားရဲ့လူသက်သမားပါကာဂရင်းဆိုတာကိုတော့အဲလက်ကမသိသေးပါဘူးအဲလက်ကသူမကြုံနေရတဲ့ဒုက္ခတွေကိုကောက်ကိုပြောပြနေခဲ့ပြီးတော့သူကြောက်နေရကြောင်းဝန်ခံပါလိကောက်ကတော့အဲလက်ရဲ့ကျေးဇူးကြောင့်လမ်းမှတ်မိသားစုတွေပျော်နေရဖြစ်ပြီးတော့အဲ့လိုကူညီပေးနေတဲ့အစွမ်းကလည်းအဲလက်တယောက်တည်းမှပဲရှိရလို့ဆိုပြီးတော့မကြောက်ဖို့နဲ့အကြောက်တယောက်သာကြော်လွားပြီးတော့အနိုင်ယူလိုက်ဖို့အကြံပေးပါလိအဲ့ပုံမှန်ကိစ္စဆိုလို့ရှိရင်တော့ရေဆိုင်လို့ရပါပဲ လူတိုင်းမမြင်နိုင်လူတိုင်းမကြားနိုင်လူတိုင်းမလုံနိုင်တဲ့ပုံမှန်မဟုတ်တဲ့ကိစ္စမျိုးတွေဖြစ်နေရကြောင်းတက်နိုင်တဲ့သူတို့လိုလူမျိုးတွေကပဲအကူအညီပေးလို့ရတယ်ဆိုတာကိုကားကသတိပေးလိုက်ပါတယ်တပတ်ကတကာရုဘက်မှာတော့ညာအချိန်ကြီးစောင့်ကြည့်နေကြပြီးတော့နောက်ဆုံးမှာတော့ကွင်းရဲ့နှစ်ဖူးမှာတက်ထားတဲ့ကင်မရာကနေပြီးတော့လှုပ်ရှားနေရသိလိုက်ရပါတယ်ကင်မရာထဲမှာကွင်းကလမ်းလျှောက်နေရကြောင်းစပက်တိုကလိုက်ကြည့်ဖို့လုံးကြပါတယ်ကင်မရာကဗီဒီယိုတစ်ခုစီကိုဥတီနေရကြောင်းမလို့အလုံးကဗီဒီယိုရှိရကိုလိုက်ကြည့်ကြပြီးတော့ဖွင့်ပြီးတော့ရှာလိုက်တဲ့အချိန်မှာတော့ကင်မရာကိုဖြုတ်ပြီးအင်ဂျင်ထဲမှာတက်နေခဲ့တာဖြစ်ပါတယ် ဒါပေမဲ့အားလုံးမထိမထားတဲ့အချိန်မှာကွင်းရဲ့နောက်ကနေရောက်လာပြီးတိုက်ခိုက်တာကိုခံလိုက်ရပါတယ်။ခြေောက်မှာတထားရဲ့ကြောက်ဘက်ဒီဒီကိုပါကွင်းရရိုက်ဖြုတ်နေခဲ့ပြီးတော့အားလုံးတိုက်ခိုက်ဖို့ရှေ့ကိုတိုးလာပါတယ်။အနားမှာရှိတဲ့ဓာတ်ဟုတ်ပါကင်လာပြီးတော့သူ့ကိုယ်သူအန်နေပြုတ်ဖို့ကြံလာအောင်အပြည့်ပြည့်တဲ့ရှမ်းကအတင်းဝင်တားလိုက်ရပြီးတော့၃ယောက်တယောက်ကိုမင်းကိုချုပ်လိုက်ရပါတယ်။ရှမ်းရောစပန်နဲ့တက်ကာရိုနှစ်ယောက်ကိုအပြောပဲရှိပြီးတော့အပြစ်မရှိတဲ့ကောင်လေးလို့ပြောပြီးတော့ဘာမှမလုပ်ပေးနိုင်တာကြောင့်အိမ်ကနေမောင်းထုတ်ပါတယ်။နောက်ဆုံးကပြန်မို့ထွက်သွားတဲ့အချိန်မှာတော့အဲလစ်ကရောက်လာခဲ့ပြီးတော့သူတို့နှစ်ယောက်စလုံးကိုလိုအပ်တာကြောင့်မသွားဖို့ပြောပြီးတော့ခေါ်ထားလိုက်ပါတယ်။ ။ Alice ကအခုတော့နှောက်ယှက်နေတဲ့ဝိညာဉ်ကအင်မတန်အင်အားကြီးကြောင်းနေအခုနေနေကြတဲ့အစာအုပ်ထဲမှာလုံခဲ့တဲ့နှစ်ပေါင်းများစွာကလေးကရှိနေခဲ့တဲ့အကောင်ကြီးမလို့ဒီစွမ်းအားကလည်းအတော်လေးကိုကြီးနေကြောင်းပြောပြပါရီ။ပြီးတော့တခြားကောင်းနေလည်းမတူဘဲနဲ့အခုဝိညာဉ်ကလူသားရဲ့ဝိညာဉ်ကိုစားသုံးပြီးတော့သူ့ရဲ့လက်အောက်ခံအဖြစ်ထားချင်တာဖြစ်ကြောင်းနဲ့တခြားဝိညာဉ်တွေလိုမျိုးအမောင်တို့တွေကထွက်ချင်တာမျိုးမဟုတ်ဘဲအမောင်တို့ကိုနှစ်သက်ပြီးတော့တခြားလူတွေကိုပါအမောင်တို့တွေကိုခေါ်သွင်းချင်နေတာဖြစ်ကြောင်းပြောလိုက်ပါရီ။အဲပြီးတော့သူက ကွင်းရဲ့ဝိညာဉ်တဝက်ကိုရနိုင်ပြီဖြစ်ပြီးတော့တခုလုံးသာပါသွားမယ်ဆိုရင်တော့ဘယ်နည်းနဲ့မှပြန်ခေါ်လို့ရမှာမဟုတ်တော့တဲ့တို့ကသူကိုယ်တိုင်ကွင်းရဲ့အခိုးခံထားတဲ့ဝိညာဉ်တဝက်ကိုအမောင်ကဘာတွေကနေပြီးတော့တွားယူမယ်လို့ပြောပါတယ်။အဲနောက်တော့တက်ကာနဲ့စပတ်တို့ကိုတာဝန်တည်တည်ပေးလိုက်ပြီးတော့စပတ်ကစာရင်းစရာဖြစ်တာကြောင့်မလို့သူပြောသမျှကိုလိုက်ပြီးတော့မှတ်တမ်းရေးတင်ခိုင်းပါတယ်။အစားပိုင်းမှာတော့စပတ်ကအဲလစ်ပြောသမျှကိုအတန်းထွက်ပြီးတော့ရေးနေရကြောင်းအဲလစ်ကတိတ်တိတ်နေဖို့မန်လိုက်ပြီးတော့အမောင်ကဘာနဲ့ချိန်ဆလိုက်ပါတယ်။ ဒီလိုနဲ့ Alice ကပထမတစ်ခါတော့ရောက်ခဲတဲ့ရှောက်လန်းတိုင်းသွားလိုက်ပြီးတော့အဲအခုတစ်ခါမှာတော့လမ်းမှာတွေ့တဲ့အတုံးချခံဝိညာဉ်တကောင်ကိုလမ်းပြခိုင်းလိုက်ပါတယ်။အတုံးချခံဝိညာဉ်ကအတင်းအဓမ္မအခိုင်းခံနေရပြီးတော့မလုတ်ချင်ပဲလုံနေရအကြောင်းမလို့ဒီဝေကျွေးကြီးကနေပြီးတော့ကြေးကြီးနေပြီလို့ပြောတာကြောင့် Alice ကဂရီပေးလိုက်ပြီးတော့မကြခင်မှာလွတ်လပ်သွားမှာဖြစ်ကြောင်းအားပေးလိုက်ပါတယ်။အဲကွင်းလေးပဲကြာရင်သူမလို့ဖြစ်လာမှာအကြောင်းမလို့အ мян ကေဖို့အခန်းထဲဝင်လိုက်ပြီးရှာလိုက်ပါတယ်။ဂရီပေါ်မှာထိုင်နေခဲ့တဲ့ခက်ဝဝရောက်ကြတဲ့ကိုတွေ့ရအကြောင်းမလို့သွားဖို့လုံနေတော့မှာ ပထမတော့တိုက်ခိုက်ခဲ့တဲ့မကောင်းဆိုးဝဝိညာဉ်ကထပ်ပြီးတော့လဲမင်းလာညှက်ပါတယ်ဒီကောင်မှတော့ Alice ကမပြုံတော့ဘဲနဲ့တရေကိုတော်မှပြန်ပြီးတော့ကင်မောက်ပစ်လိုက်ကစိန်တော်မှခေါ်လိုက်ပါတယ် Alice ကိုကြောက်သွားတဲ့မကောင်းဆိုးဝဝိညာဉ်ကတော့ထွက်ပြေးသွားပြီးတော့ဂရင်းပေါ်မှာထိုင်နေတဲ့လူကလည်း Alice ရဲ့ယောက်ျားချက်ပဲဖြစ်နေခဲ့ပါတယ်ချက်က Alice ကိုသူ့ရဲ့နောက်ကိုလိုက်လာဖို့ပြောပြီးတော့ဓာတ်ချောင်းထုတ်ပေးပါတယ် Alice ကဓာတ်ကိုယူပြီးတော့သူ့ရဲ့ယောက်ျားချက်ကအခုလိုမျိုးဘယ်တော့မှပြောမှမဟုတ်တာကိုသိကြောင်းနဲ့ကောင်မလေးကိုချက်ချင်းပြန်မေးဆိုပြီးတော့မျက်နှာကိုဓာတ်နဲ့ချက်ပလိုက်ပါတယ်ဒီလိုမှမကောင်းဆိုးဝါကလည်းပုံစံစစ်ကိုထုတ်ပြလာပြီးတော့ လာကုတ်တချက်တီးကကွင်းရဲ့ဝိညာဉ်တော်ကိုထုတ်ပြလိုက်ပါတယ်။အဲရစ်ကကောင်မလေးကိုပြန်ရအောင်ယူမှဖြစ်ကြောင်းနဲ့သူကသာပို့ပြီးတော့အင်အားကြီးတဲ့သူဖြစ်တာမလို့လာပြီးတော့မရှုပ်ဖို့ပြောပြီးတော့ကွင်းရဲ့ဝိညာဉ်ကိုခေါ်ကထွက်ပြေးလာခဲ့ပါတယ်။ဒါမဲ့မကောင်းစွာကအင်အားကြီးရဲ့အကောင်ဖြစ်နေရကြောင်းမလို့ကျောက်တချက်ဆောင်ကအခန်းထဲကပရိဘောကရီတော်မှလေရဲလွင့်ကုန်ပါတယ်။အဲလစ်ကတော့ကွင်းရဲ့ဝိညာဉ်ခေါ်ပြီးတော့အခန်းပြုံထွက်ကအနီအောင်တက်လီကားစီကိုဝင်ပြေးပါတယ်။တပတ်ကလက်ရှိလောကမှာတော့အုံတန်းရီဖြစ်နေပြီးတော့ငလျင်လှုပ်တလို့တောင်ဖြစ်နေခဲ့ပါတယ်။ အပြန်ရှောက်လန်းကိုရောက်လာတဲ့အချိန်မှာတော့မကောင်းဆိုးဝမိလာခဲ့ပြီးတော့ Alice ကိုတွန်းလိုက်တာအကြောင်းမလို့လွင့်ထွက်သွားပါလေ။အဲဒါပေမဲ့တန်မြာသည်မဟုတ်တဲ့ Alice ကတော့မကောင်းဆိုးဝတကွက်ပြလိုက်ပြီးတော့ခြေဆောင်ပြီးလိုက်တာအောက်ကိုပြုတ်ကျသွားခဲ့တာအကြောင်းမလို့ Queen တို့အင်အားအခန်းထဲကိုပြန်ရောက်လာနိုင်ခဲ့ပါလေ။ရောက်ချင်း Alice ကသူ့ရဲ့ခန္ဓာကိုယ်လေးကိုပြန်ဝင်သွားခဲ့ပြီးတော့ Queen ရဲ့ဝိညာဉ်ကတော့ဘာလို့မှမသိပဲနဲ့သူ့ရဲ့ခန္ဓာကိုယ်လေးကိုပြန်မဝင်နိုင်ဖြစ်နေတဲ့အချိန်မှာမကောင်းဆိုးဝထပ်မံပြီးတော့ရောက်လာအကြောင်းမလို့မကောင်းဆိုးဝရဲ့ဖန်းနာကိုပြန်ခံလိုက်ရပါလေ။တပတ်က လက်ရှိလောကမှာရှိနေတဲ့ Alice တို့ကတော့ကွင်းကိုနိုးနေဖို့အတွက်နီးလန်းရှာရပါတယ်။ကွင်းရဲ့အသီးစိမ့်နဲ့ကိုယ့်ဘာကိုပြန်လာနိုင်မှသာလက်ရှိလောကကိုပြန်လာနိုင်မှာဖြစ်တာအကြောင်းမလို့သူတို့တန်အောင်ကြောင်းလို့လက်တွေကိုကင်ထားပြီးတော့တတိပေးနေကြပါတယ်။ Alice ကိုရှင်းရတခါလေးပြန်မခေါ်လာအကြောင်းမလို့အပြစ်ပြောနေပေမဲ့ Alice ကတော့ကွင်းကိုစကားပြောဖို့သာပြောနေပါတယ်။ Alice ကတလောကတည်သွားတဲ့အင်းဒီချင်းအဖွားကြီး Grey ရဲ့အတန်အောင်ကြားလိုက်ရပြီးတော့ Grey ကအဆောက်ထဲမှာအမေပြည်သူလီလီကကွင်းဖွေးရရနေကြရင်ပေးဖို့ရည်ထားတဲ့စာရေးဆောင်ရှိကြောင်းကိုပြောပြလိုက်တာအကြောင်း Alice ကစာရွက်ကိုကင်ပြီးတော့ ကွင်းရဲ့မေလီလီကိုအကူအညီတောင်းလိုက်ပါတယ်အဲလိစ်ရဲ့အစွမ်းကြောင်းလားကွင်းကြောင်းလားမသိအမောင်ကဘာလေးကိုအဖြူအောင်ဝိညာဉ်တစ်ခုကရောက်လာခဲ့ပြီးတော့ကွင်းရဲ့နာနာကိုကတ်ကစကားပြောပြလိုက်ပါတယ်နောက်ဆုံးမှာတော့ကွင်းကသူ့စိတ်သူပြန်ရသွားခဲ့ပြီးတော့မကောင်းဆိုးသောဝိညာဉ်နှာခေါင်းပိတ်ကိုဆွဲချုပ်ကအစွဲချုပ်ပြလိုက်တဲ့အခါမှာတော့လက်ရှိလောကကိုပြန်လာနိုင်ခဲ့ပါတယ်အဲလိစ်ကသူ့ကိုတယောက်တော့သူကလာပြီးတော့ကူညီပေးခဲ့ကြောင်းနဲ့အဲလူကလည်းကွင်းရဲ့အချစ်ဆုံးလူဖြစ်ကြောင်းပြောလိုက်ပြီးတော့လီလီရဲ့ပြောတဲ့စကားတွေကိုကွင်းသိအောင်ပြောပြပေးလိုက်ပါတယ် အလူပညာကြောင့်ဝင်ဝင်ရခဲ့တော့ကတမီးကိုကြီးနေခဲ့ကြောင်းနေတတိရှိရှိလုံနိုင်ခဲ့တဲ့အတွက်လည်းဂုံရကြောင်းအမေကတမီးရဲ့ဘေးနားမှာအမြဲတမ်းရှိနေမှာဖြစ်တာမလို့နောက်တစ်ခါဆက်သွယ်ဖို့မလုပ်တော့ဘူးပြောခဲ့ပါလေ။ကွင်းကအမေကိုမမြင်ရပေမဲ့စိတ်တက်ကြနေတဲ့အချိန်တိုင်းအထီးကျန်နေတဲ့အချိန်တိုင်းမှာအနာမအမြဲရှိနေမှာမလို့ဘဝကိုတတိရှိရှိနဲ့ဖြတ်တန်းဖို့အကြောင်းကိုအဲလစ်ကပြောပြနေခဲ့ပါလေ။အဲနောက်ဆုံးမှာတော့အဲလစ်ကဝိညာဉ်ကြားကန်အလုပ်ကိုပြန်ပြီးတော့လုပ်ဖို့ဆုံးဖြတ်လိုက်တာကြောင့် Alice, Spanish, Tagalog တို့သောသားကအလုပ်တူတူတွဲလုပ်ဖို့ဆုံးဖြတ်လိုက်ကြပါလေ။ဟုတ်ကဲ့ပါ ။အဲဒီကားလေးကတော့ Alice တရားကိုဝိညာဉ်လောကတွေကိုဘယ်လိုမျိုးပြောင်းဝင်ဖို့စူးစမ်းခဲ့ကြောင်းနဲ့ Spanish တက်ကာတို့ကရောဘယ်လိုမျိုးအတွဲညီခဲ့တယ်လဲဆိုတာကိုဖော်ပြပေးသွားတဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။တို့နဲ့ပဲ ACDS Chapter 3ရဲ့ဇာတ်ကားလေးကလည်းဒီမာရီမဲ့အဆုံးသက်သွားခဲ့ပါပြီခင်ဗျာ။ဟုတ်ကဲ့ပါ။အဲနောက်တစ်တကားဖြစ်တဲ့ Chapter 4မှာလည်းပဲ Alice ရဲ့ငယ်ဘဝဖြစ်စဉ်နဲ့သူမဘယ်လိုမျိုးဝိညာဉ်တွေနဲ့ဆက်သွယ်နိုင်စွမ်းရခဲ့တယ်လဲဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ်။ကျေးဇူးအားပေးကြတဲ့ပရိသတ်အပေါင်းစိတ်ချမ်းသာကိုကျမ်းပါရှိကြပါစေခင်ဗျာ။